ွန်စ조사အထောက်မှုကောင်းခဲ့ပြီမယ်အဖြစ်ဆိုးနဲ့ကြုံတွေ့လာရတဲ့ရင်သွေးငယ်လေးများ MRDV4 မင်းသမီးပိုးကြပြုခင်ဟာဆိုရင်ယောက်ျားရကံကောင်းခဲ့ပြီမယ်သူမရဲ့ဘဝကတော့အမြဲအဆိုးအကောင်တန်တွဲနေခဲ့ရပါတယ်ပိုးကြပြုခင်ဟာအပြိုမင်းသမီးဘဝတုန်းကအောင်မြင်လာခါစရှိသေးပြီမယ်ယောက်ျားယူစကားတွေဆက်မရိပ်ဖြစ်တော်တာကြောင့်အမှုပညာလမ်းကြောင်းမှာအောင်မြင်မှုနဲ့လဲလျှော်ခဲ့ရပါတယ် ယောက်ျားရတဲ့အချိန်မှလည်းဂျက်ဝတ်မှုတွေနဲ့ဂုံစာခဲ့ပြီးတာသမီရာမှလည်းဂုံစာရှင်တာကြောင့်လွန်ကဲစာကြိုးစားအထောက်ရာကနေအဖြစ်ဆိုးနဲ့ကြုံတွေ့ရခဲ့ရပြန်ပါတယ်။လက်ရှိမှာနေပါကလေး၃ယောက်နဲ့မိမိသားအရင်တဦးနဲ့ကလေး၄ယောက်အမိဖြစ်နေခဲ့တဲ့ပိုးချပြုခင်ကတော့သူမရဲ့အမေလိုမျိုးကလေးဂုံစာချင်တာကြောင့်မိမိရဲ့ရင်သွေးလေးယောက်အထိထတ်လို့ချင်နေခဲ့တာပဲဖြစ်ပါတယ်။အကူထွန်းကတော့ ပို့ချပြုခင်ကိုလိုလင်တင့်မရှိအောင်ထားပေးနိုင်ခဲ့သူပဲဖြစ်ပါတယ်။ငွေကြေးပိုင်းမှာရောကျယ်ဝစွာထားပေးနိုင်ခဲ့သလိုပို့ချပြုခင်ကကလေးထက်လို့ချင်တယ်လို့ပြောလာတဲ့အခါမှာလည်းစ조사အထုတ်ပေးခဲ့ပြန်ပါတယ်။အကိုထံစ조사အထုတ်မှုကောင်းခဲ့လို့ခုဆိုရင်ပို့ချပြုခင်ဟာအမွားရင်သေးလေးကိုရရှိခဲ့တယ်လို့အာထာဆောင်အဖြေအရပြောကြားခဲ့ပေမဲ့ဒါဟာတေရှာတဲ့အဖြေမဟုတ်တာကြောင့်ထပီအာထာဆောင်ရိပ်ပြီး ဲ့အဖြေကိုပြန်လည်ပြောကြားပေးသွားမှာပဲလို့သတင်းမီဒီယာတွေကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။အထရာဆောင်ထိုက်ရိုက်ကြည့်တဲ့အခါမှာတော့ဒါဟာအမှားရင်သေးလေးမဟုတ်ပဲ တတိသားလောင်းတစ်ခုသာရှိပြီးအမွှားလို့ထင်ခဲ့ရတဲ့တခြားတတိသားလောင်းကတော့သွေးခဲအိတ်သာဖြစ်နေခဲ့ကြောင်းစိတ်မကောင်းစွာပြောကြားလာခဲ့ပါတယ်။ခုလိုအခြေအနေကြောင့်လွယ်ထားရတဲ့ရင်သွေးငယ်လေးဟာလည်းအသက်အန္တရာယ်ရှိသလိုသူမကိုဝန်ထွက်မဆောင်နိုင်ပဲသူမရဲ့အမေလိုခလေးကုံမဆာနိုင်ဖြစ်တော့မှာကိုလည်းစိုးရိမ်ဝမ်းနည်းပူပန်နေရပါတယ်။ဘဝဟာအမြဲတမ်းလွယ်ကူနေခဲ့တာမဟုတ်ခဲ့ပေမယ့်ကြုံလာရတဲ့ဘဝအခြေအနေတိုင်းမှာပျော်ရွှင်စွာဖြတ်တန်းနိုင်သူမို့ ခုကြုံတွေ့နေရတဲ့အဖြစ်ဆိုကြီးထက်မှလည်းအကောင်းဆုံးဖြတ်သန်းနိုင်ပြီးကလေးကိုချောချောမွေမွေမွေဖွားနိုင်ဖို့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်ရှင်။